နမဲရင်းဦးတော်လူမသိတော့တဲ့အထီးနမဲတောင်နဲ့ပဲလူသိများနေတဲ့ကစားသမားများအားလုံးမင်္ဂလာပါပလုံသမားအများစုဟာဖေးမေးပေးတဲ့နမဲရင်းနေနဲ့ကစားကြပါမယ်တချို့ကလည်းစတန်ထွင်ပြီးတော့နမဲပြောင်းနေနဲ့ကစားတတ်ကြပါတယ်ဂျာစီဒီမှလည်းနမဲပြောင်းနေကိုပဲရေးထိုးကြတာကြောင့်သူရဲ့နမဲရင်းကိုဘယ်သူမှမသိကြတော့တဲ့အထီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့နမဲပြောင်းနေပဲလူသိများနေတဲ့ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါတယ်နမဲတင်နေနေကတော့ပေပေပဲဖြစ်ပါတယ် အမေသားလိမ္မာလေးပီပီယာဆိုရင်တော့သူ့ရဲ့နာမည်ရင်းနဲ့ဘလုံးကစားခဲ့တာမဟုတ်ပါဘူး။ပီပီရဲ့နာမည်ရင်းဟာကပလာလာဗီရန်လီမာဖာရီယာဖြစ်ပြီးတော့နှစ်ညကြီးသူ့ရဲ့လောက်ခေါ်ရမယ့်နာမည်မျိုးဖြစ်ပါတယ်။ဒါကြောင့်ပီပီရဲ့လေကစားလမ်းပွားမှာဒီနာမည်ကိုထုတ်မတုံမယ်နဲ့တော်တော်တော်ဖြစ်အောင်ဆိုပြီးတော့ပီပီဆိုပြီးနာမည်ပေးလိုက်ပါတယ်။လူငယ်ကစားလမ်းပွားမှာကလေးကဒီပြတွေကလည်းသူ့နာမည်ခေါ်ရခက်လို့ဆိုပြီးတော့ပီပီလို့ပဲခေါ်ရင်းကနေဆွဲသွားခဲ့တာလို့သိရပါတယ်။နာမည်နဲ့နေနေကတော့ဟိုနိုင်တဲ့ညူပဲဖြစ်ပါတယ်။နာမည်ပြောင်းတဲ့ကစားလမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်တောင်အမေရိကသားတွေဖြစ်နေတာများပါတယ်။ပရိသတ်တွေ ကိုညညောလာတဲ့ဘောလုံးစကေးတွေနဲ့ထောက်ပြပေးခဲ့တဲ့ဟွန်နယ်ရီညူဟာဆိုရင်တော့သူ့ရဲ့နာမည်အရင်းကိုပြောင်းပြီးကစားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နာမည်အရင်းကဟွန်နန်ဒိုဒီမိုရီယာဖြစ်ပါတယ်။ဒါပေမဲ့ဘရာဇီးမှာဟွန်နန်ဒိုဆိုတဲ့နာမည်နဲ့လူတွေကတောင်းလို့ရလို့ပုံနေပြီးတော့လူငယ်အသင်းမှာဟွန်နန်ဒိုနောက်တစ်ယောက်ထပ်ရှိနေခဲ့ပါတယ်။ဒါကြောင့်မဲ့ဟွန်နန်ဒိုဆိုတဲ့နာမည်ပြောင်းနေကစားခဲ့တာဖြစ်ပါတယ်။နံပါတ်3နေနေကတော့ကာကာပဲဖြစ်ပါတယ်။အတားဘရာဇီးသားတူဦးဖြစ်တဲ့ကာကာကလည်းနာမည်ပြောင်းနေပဲကစားခဲ့တာဖြစ်ပါတယ်။ဘရာဇီးသားတို့ရဲ့ထုံးစံအတိုင်းပဲနာမည်ကရှေ့လွန်းနေခဲ့ပြီးတော့ရီကာဒိုဆိုတဲ့စလုံးတော်ပါသေးပါတယ်။အာရီယာနေပဲသူညီလေးက ကကာလို့ဖျားဆုခေါ်ရင်းကနေသူ့ရဲ့နာမည်ပြန်ဖြစ်လာခဲ့တာပါ နံပါတ်၄နေနေကတော့နာနီပဲဖြစ်ပါတယ်။ဂိမ်မှုတွေရဲ့အချစ်တော်တောင်မန်ငွေဖားသမားဟောင်းနာနီကလည်းဒမေပြောင်းနဲ့ပဲလူသိများလာခဲ့တာဖြစ်ပါတယ်။နာနီယာငယ်စဉ်ကလေးဘွားကလေးကမိဘတွေရဲ့ဆွန့်ပစ်ခြင်းကိုခံခဲ့ရပြီးတော့အတော်ဖြစ်သူကခေါ်ယူမွေးစားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သူ့အတော်ကငယ်စဉ်ကလေးကနာနီဆိုတဲ့နာမည်ပြောင်းကိုပေးထားခဲ့တာဖြစ်ပြီးတော့ professional ကစားသမားဘွားမှလည်းဒီနာမည်ပြောင်းနဲ့ပဲကစားသွားခဲ့တာဖြစ်ပါတယ်။နံပါတ်၅နေနေကတော့ကာဖူပဲဖြစ်ပါတယ်။ဘရာဇီးကနေဝင်နောက်ခံလူကြီးကာဖူဟာဆိုရင်တော့ခေါ်ရခတ်တဲ့နာမည်ရှေ့ကြီးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့လူငယ်ကစားသမားဘွားမှတော့ ဖလူမီနာတင်းရဲ့တောင်မန်ဖာသမာကာဖူးရင်းကဆိုသူနဲ့ကစားပုံရင်းစင်တူနေခဲ့ပါတယ်။ဒါကြောင့်မဲပရိသတ်တွေကကာဖူးဆိုတဲ့နာမည်ပြန်ကိုပေးလိုက်ပြီးတော့ဒီနာမည်နဲ့ထင်ရှားလာခဲ့တာဖြစ်ပါတယ်။အီတလီကိုရောက်တဲ့အခါမှာသူ့ရဲ့တက်ဆင်းမြန်မြန်ကစားပုံတွေကြောင့်ပန်တိုလီနိုဆိုတဲ့နာမည်ပြန်ကိုထည့်ရခဲ့ပြန်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။